ကိုရီးယားနိုင်ငံကနိုင်ငံသားသားလူသမားများကိုနာမည်တက်မခေါ်ပဲ hey မင်းလို့ခေါ်ဝေါ်ခြင်းမှာရိုင်းတဲ့အပြုအမူဖြစ်ပြီးအစ်တရောက်ရှိလာတဲ့မြန်မာလူသမားများအားနာမည်ကပ်ပြားတက်ဆင်ပေးကြောင်းကိုရီးယားနိုင်ငံဆိုင်ရာမြန်မာတာဝန်ကထုတ်ပြန်ပါသည် ထုတ်ပြန်ကြရာရခိုင်ကကိုရီးယားသမ္မတနိုင်ငံရှိနိုင်ငံသားလူထုမှားများအားနာမည်တက်မခေါ်ပေဟေးမင်းစတဲ့ခေါ်ဝေါ်ခြင်းမှာရိုင်းတဲ့အပြုမှုအသွင်ရောက်တာကြောင့် အော်တိုဘာ28ရက်ကနေစပြီးအသည့်ရောက်ရှိလာတဲ့မြန်မာလူထုမှားများအားအင်ချောပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဆက်ရောက်ချိန်မှာနာမည်ကပြားများတက်ဆင်စီမှာဖြစ်ကြောင်းသိရပါသည်2024ခုနှစ်အော်တိုဘာလ28ရက်ကကုန်ထုတ်လုပ်သားတဲ့152ဦးမက်လ29ရက်နေ့ကစိုက်ငွေ ဆောက်လုပ်ရေးနဲ့ကုန်ထုတ်လုပ်သားတွေစုစုပေါင်း140တအူမလ20ရက်က ကုန်ထုတ်လုပ်သားတွေ140အူမလ6ရက်ကကုန်ထုတ်လုပ်သားတွေ140အူတော်ရောက်ခဲ့ပြီးအင်ချုံ၄စိတ်တို့ရောက်ရှိခဲ့ကြောင်းသိရပါသည် အလားတူ2024ခုနှစ်ဖေဖော်ဝါရီလ26ရက်ကကုံထုံးလုသားတဲ့169ဦးနဲ့ဖေဖော်ဝါရီလ14ရက်ကကုံထုံးလုသားတဲ့152ဦးဇန်နဝါရီလ31ရက်ကကိုရီးယားသမ္မတနိုင်ငံသို့အစိုးရပြည်ပလောက်ကိုင်းအေဂျင်စီ POEA မှတဆင့် EBS စနစ်ဖြင့်ဆေးလွတ်တဲ့ကုံထုံးလုသားတဲ့152ဦးနဲ့စတန်ဝိုင်းဆက်ရက်ကကုံထုံးလုသားတဲ့152ဦးတို့ဟာအင်ဆုံးလေစိတ်တို့ရရှိခဲ့ကြောင်းသိရပါသည်။ 2023ခုနှစ်အတွင်းကလည်းကိုရီးယားနိုင်ငံသို့ EPS နည်းနဲ့တော်ရောက်လုပ်ကိုင်းတဲ့မြန်မာလူသမား6246ဦးရှိကြောင်းသိရပါဗျာ။